ီကနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့မကြာသေးခင်မှာဖြစ်ပွားခဲ့တဲ့ရုရှားယူကရိန်းစစ်မြေပြင်ကစိတ်လှုပ်ရှားစရာယူကရိန်းတို့ရဲ့တိုက်ခိုက်မှုတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ဒီတစ်ချိန်တိုက်ခိုက်မှုမှာတော့ယူကရိန်းကရုရှားရဲ့ဒေါ်လာတန်း250တန်းစစ်လေယာဉ်ကြီးတစ်စင်းကိုစောင့်ဆိုင်းနေခဲ့ပါတယ်။အဲဒီလေယာဉ်ကြီးကပေ1400အမြင့်ကနေစဉ်သက်လာတဲ့အချိန်မှာပဲကောင်းကင်တစ်ခုလုံးကပေါက်ကွဲတဲ့အနေနဲ့ပြည့်နှက်သွားခဲ့ပါတယ်။ဒီဖြစ်ပျက်ကြီးမတိုင်ခင်တစ်စက္ကန့်လောက်ဆောပြီးတော့ပြန်ကြည့်မယ်ဆိုရင်တော့ IL 98 C ဖြစ်လျင်ကြီးရသူရဲ့ပုံမှန်အလုပ်ကိုလုပ်နေတာဖြစ်ပါတယ်သူရဲ့တာဝန်ကယူကရိန်းမြောက်ပိုင်းမှာဒေါ်လာ1.6ဘီလီယံဘိုးလောက်ပျက်စီးအောင်ပုံချဲပြီးတော့ပြန်လာတဲ့ TU22 ဘုံကျဲလေယာဉ်တွေကိုစီပြန်ဖြည့်ပေးဖို့ပါဒါပေမဲ့ဒါဟာရုရှားတို့အရင်ကယာနဲ့ချီလောက်ခဲ့ဘူးပြီးတော့ဘာမှကြောက်စရာမရှိတဲ့ပုံမှန်လိုရုပ်လုံးစင်စီဖြည့်ခြင်းလုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ် ဒါပေမဲ့ဒီညမှာတော့အရာအားလုံးပြောင်းလဲသွားခဲ့ပါတယ်။ယူကရိန်းဘက်ကလေရင်ကြီးလေဆာနဲ့အမှတ်သားလုပ်ပြီးတော့စီဖြစ်နေတုန်းလေထဲမှာမျောနေတဲ့စီအခိုးမွေးတွေကိုချိန်သားကိုက်မီးရှို့လိုက်တာကြောင့်စီဖြစ်ပိုင်းနဲ့ချိန်ဆက်နေစေဖြစ်တဲ့ဘုံကျဲလေရင်ကြီးကလည်းစီဖြစ်လေရင်နဲ့တပြိုင်နက်တည်းအဲ့ဒီပေါက်ကွဲမှုကြီးထဲမှာလုံးဝပျောက်ွယ်သွားခဲ့ရပါတယ်။ဒီဖြစ်ပျက်ကတော့နိုဝင်ဘာလ2ရက်ည7:54မိနစ်အချိန်မှာရုရှားကသူတို့စစ်စင်ရေးအောင်မြင်ပြီလို့ထင်နေတဲ့အချိန်ဖြစ်ပါတယ်။ TU CO22 M3 ပုံကျဲလျင်လေးစီးက Brian's လမ်းကြောင်းအထက်ကနေအချိန်ပြင်းပြင်းနဲ့ပြန်တန်းနေပါတယ်။လေယာဉ်တစ်စီးစီမှာအစစ်မြင့် KH32 Cruise တုံးကြီး14စင်းစီတည်လာတာဖြစ်ပါတယ်။စုစုပေါင်းဒုံးကြီးတွေရဲ့တန်ဖိုးကဒေါ်လာ180လောက်ရှိပါတယ်။သူတို့ကဒုံးကြီးပြလို့မဲ့အမြင့်ကိုဆင်းလာပြီးတော့ဒုံးကြီးတွေကိုဒဇင်းပြီးဒဇင်းပြချလိုက်ပါတယ်။ ုံးကြီးတွေက Mac 3.9အလမြန်နှုန်းလောက်ရှိပြီးတော့ပြမတ်ကိုထိမှန်ဖို့62စက္ကန့်ပဲလိုပါတယ်။ Chani Has မှာရှိတဲ့ Ukraine ကာကွယ်ရေးအဖွဲ့တွေကသူတို့ရေဒါဖန်သားပြင်ပေါ်ကအဆက်ပြောက်တွေကိုကြည့်နေရောကလွဲပြီးတော့ဘာမှမတက်နိုင်ခဲ့ပါဘူး။ဂျားဖြတ်ပစ်ချဖို့အချိန်လုံးဝမရှိတော့ပါဘူး။မကြခင်မှာပဲ HIMARS လက်နက်ထူလောင်ယုံနှစ်ခုပေါက်ကွဲသွားတယ်။ စီလီတာ2800ဆန်းတဲ့တူလောင်ကန်တစ်ခုပေါက်ွယ်ပြီးတော့မီးတောင်ကြီးတွေကောင်းကင်ပေါ်ထိုးတက်သွားပါတယ်။ လေကာရေဒါနှစ်ခုလည်းသုံးမရတော့အောင်ပျက်စီးသွားခဲ့ပါတယ်။၄မိနစ်မပြည့်ခင်မှာပဲယူကရိန်းရဲ့ဒေါ်လာ1.6ဘီလီယံတန်ဖိုးရှိတဲ့အဆောက်အုံတွေပျက်စီးသွားခဲ့ရပါတယ်။ဒါပေမဲ့ဒီလိုထိုးနှက်ချက်ကြီးလုပ်ခဲ့တဲ့ရုရှားဘုံကျဲလေယာဉ်တွေကနံပါတ်05ဖြစ်တဲ့ TU-22M3 လေယာဉ်ကပြန်လဲတဲ့အချိန်မှာပြဿနာတက်ပါတော့တယ်။သူရဲ့အင်ဂျင်တစ်ခုလုံးကအပူချိန်တက်လာပြီးတော့ဆက်ထိုးရတယ်လို့ဖြတ်သွားပါတယ်။လေယာဉ်မှုကရေဒီယိုကနေအသံတလုံးရည်နဲ့ ဦးစားပေးစီဖြည့်ဖို့လိုအပ်တဲ့အချိန်မထိန်းနိုင်တော့ဘူးလို့အကူအညီတောင်းလိုက်ပါတယ်။ ဟာပုံမှန်အကူအညီတောင်းခံမှုတစ်ခုဖြစ်သင့်ပေမဲ့တကယ်တမ်းကျတော့ရုရှားကိုရိုင်းကသူတို့မသိလိုက်ပဲခြုံခိုတိုက်ခိုက်မှုဖြစ်ပေါ်အောင်လှုံ့ဆော်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ Kiev ကနေ Chernihiv အထိရှိတဲ့ Ukraine တပ်မှုတွေဟာအဲ့ဒီရေဒီယိုထုတ်လွှင့်မှုကိုကြားဖြတ်ဖမ်းယူပြီးသားဖြစ်နေလို့ပါ။၄၈နာရီလုံးလုံးသူတို့ရဲ့ထောင်လန်းရေး drone 6စီးကရုရှားရဲ့လေကြောင်းပြန်တမ်းမှုပုံစံတွေကိုခြေရာခံနေခဲ့တာပါ။ဘုံကျဲလေယာဉ်တွေပြန်လာမယ်ဆိုတာသူတို့သိပါတယ်။စီဖြည့်လေယာဉ်တွေ vil လာရုစ်တောင်ပိုင်းကနေတက်လာမယ်ဆိုတာလည်းသိပါတယ်။ပြီးတော့တိုက်ခိုက်ဖို့အခွင့်ရနေမယ်ဆိုတာကိုလည်းသူတို့သိပါတယ်။ပထမရုရှားတိုက်ခိုက်မှုကယူကရိန်းကိုအထင်အားစေခဲ့ပေမဲ့မြောက်ဖက်သတ္တောအုပ်တွေရဲ့အမှောင်ထူးအောင်မှာယူကရိန်းကလက်တုံးပြန်တိုက်ခိုက်မဲ့အစီအစဉ်ကိုလျှို့ဝှက်ပုံဖော်နေပြီဖြစ်ပါတယ်။ညနေလာတာနဲ့အမျှလေတူကပိုအေးပြီးတော့တိတ်ဆိတ်လာပါတယ်။ Chani Health Data ရဲ့နေအောက်ကိုကဲမှုဘန်ဂရဲကို KFS ကနေကုတ်ဝတ်ထားတဲ့စာတစောင်ရောက်လာပါတယ်။စာထဲမှာသကလုံး၃လုံးနဲ့ပါပါတယ်။ Operation Hospreika Authorize ပိုင်လိုင်းဖြည့်စည်းစစ်စင်ရေးခွင့်ပြုလိုက်ပြီဆိုတာပါပဲ။ဗိုလ်ချုပ်ကြီးကမျက်တော်မခက်ပဲဒီအမိန့်ကိုလက်ခံလိုက်ပြီးတော့သူဒီအခိုက်အတန့်ကိုစောင့်နေတာ36နှစ်လုံးလုံးရှိပါပြီ။သူအထက်ခေါင်းကင်ရံမှာတော့မမြင်ရတဲ့ drone ကိုရဲ့ကြီးကစတင်လှူရှားနေပါပြီ။ Lily Carroll 100H 6လမ်းရေး drone 6စီးရပေ18000နဲ့19000ကြားမှာဒိတ်တဆိတ်ပြန်ဝဲနေပါတယ်။သူတို့ဟာ Belarus လေကြောင်းလမ်းကြောင်းတွေကိုတီးခံပြီးတော့စောင့်ကြည့်နေပါတယ်။ Russian လေယာဉ်ရဲ့လမ်းကြောင်းပြောင်းတာအမြင့်ချိန်ညိတာစီပြေပုံစံအားလုံးကိုအချိန်နဲ့တပြေးညီမှတ်တမ်းတင်နေပါတယ်။အချက်အလက်တွေကိုတစ်စက္ကန့်အချိန်200လောက်ပြန်လည်တွက်ချက်နေတဲ့ချုပ်တင်ခံမှန်းတဲ့စက်သေးကိုထည့်သွင်းနေပါတယ်။ စနေနေ့စနေမနေ့မှာတော့အဲဒီဆက်ကအချက်ပြလိုက်ပါတယ် IL 78M 90A စီဖြစ်လေရင်နဲ့စီးဆင်းသက်လာပါတယ်ယူကရိန်းမျောမှန်းထားတဲ့နေရာအတိအကျမှာပဲလေရင်တွေကစီဖြည့်ဖို့ငြိမ်သွားပါတယ်ဒီအချိန်မှာပဲ Naval တတော်အုပ်ထဲကနေ TB2 ငါးစာ drone 6စီးရကောင်းကင်ပေါ်ပြန်တက်လာပါတယ်ဒီ drone တွေမှာတန်ဖိုးကြီး drone တွေရဲ့အရွယ်စားလို့ပေါ်အောင်ဖန်တီးထားတဲ့ polymer radar ရောင်ပြန်တွေတက်ဆင်ထားပါတယ်သူတို့ကရုရှားရဲ့ Baranovi ချီမှာရှိတဲ့ S400 လေးကြောင်းရန်ကာကွယ်ရေးစခန်းစီကို တနအီ130မိုင်နှုန်းနဲ့ပြေးဝင်သွားပါတယ်ရုရှား operator ရဲ့ radar ဖန်သားပြန်မာတော့ဒါဟာယူကရိန်းရဲ့ကြီးမားတဲ့တိုက်ခိုက်မှုကြီးတစ်ခုလို့ထင်ရပါတယ် S400 လီကစနစ်ရဲ့ဈာဖြတ်တုံးကြီး22စင်းအားချက်ချင်းဆိုသလိုပြည့်ခတ်သွားပါတယ်။18စက္ကန့်အတွင်းမှာတင်ဒေါ်လာ43သန်းတန်ဖိုးရှိတဲ့လေကြောင်းရန်ကာကွယ်ရေးတုံးကြီးတွေကုန်သွားပါတယ်။အနီးနားက Panzer S2 စနစ်ကလည်းသူတို့ရဲ့ 30mm ကြီးတွေကို17စက္ကန့်လောက်အတွင်းမှာအကုန်ပြစ်ထုတ်လိုက်ပါတယ်။ရုရှားရဲ့ကာကွယ်ရေးကဏ္ဍတစ်ခုလုံးကကုန်သွားတဲ့ကြီးတွေကိုပြန်ဖြည့်ဖို့အချိန်ယူရပါတော့တယ်။ဒါဟာယူကရိန်းကဖန်တီးယူလိုက်တဲ့အခွင့်အရေးကြီးပဲဖြစ်ပါတယ်။မင်းနဲ့ပိုင်းအ တွင်းမှာပဲတကယ်တိုက်ခိုက်မဲ့အချိန်ရောက်လာပါပြီ။ခတ်ကီဖ်ဒေတာဘက်ကနေအလင်းတန်းတစ်ခုတိတ်တဆိတ်ထိုးတက်လာပါတယ်။ဒါဟာတမန်ဒုံးကြီးမဟုတ်ပါဘူး။ဒါဟာ RIM3 Gary Lathan ဒုံးကြီးဖြစ်ပြီးတော့ရန်သူလေယာဉ်တွေကိုဖျက်ဆီးဖို့မဟုတ်ပဲသူတို့ရဲ့ရေဒါစနစ်တွေကိုမျက်စိကွယ်သွားအောင်လုံးပစ်ဖို့ဖန်တီးထားတာပါ။ပြလို့ပြီးမကြခင်မှာပဲဒုံးကြီးကလမ်းကြောင်းပြောင်းပြီးတော့ထိုးဆင်းလာပါတယ်။သူရဲ့ပြင်မှန်းနဲ့လွဲချော်မှုကမီတာဝက်အောက်ပဲရှိပါတယ်။ပောက်ကွဲမှုကအရင်ကိုတိကျပြီးတော့ ပောက်ကွယ်လိုက်တဲ့အခါမှာတန်စတင်စတင်ပြီးတော့အစာနေပြီးတော့180ဟာလေးထုထဲမှာပြန်ထွက်သွားတာဖြစ်ပါတယ်တန်စတင်အစာနာ180တောင်းပြန်ထွက်သွားတာပါနောက်တခဏမှာပဲလျှက်စစ်တန်လိုက်လိုင်းတစ်ခုပြန့်နှံ့သွားပါတော့တယ် DEPM electromagnetic pulse line ကစီပြေလေရင်တွေကိုအဆောင်လိုက်ပေးနေတဲ့ MIG 31နဲ့ SU 35တိုက်လေရင်တွေရဲ့အာယုံခံကြိယာတွေကိုချက်ချင်းဖုံးလွှမ်းသွားပါတယ် ရုရှားလေယာဉ်မှူးတွေရဲ့ရေဒါဖန်သားပြင်တွေဖြူသွားပြီးတော့ပြင်းထန်ရှာဖွေရေးစနစ်တွေအကုန်လုံးလုံးရှင်းတန့်သွားပါတယ်။ဆယ်နှစ်စက္ကန့်လောက်ကြာအောင်ရုရှားရဲ့အစင်းအမြင့်ဆုံးတိုက်လေယာဉ်တွေကဘာမှမမြင်ရ flying blind ဖြစ်သွားခဲ့ရတာပါ။အဲဒီစနစ်စကန်ကြာအချိန်ကိုယူကရိန်းကဖန်တီးယူလိုက်ချိန်မှာတကယ်တိုက်ခိုက်မှုရောက်လာပါတယ်။ Beretta drone lazy TV2 ပြီးတော့ TV221 ကနေ TV224 အထိဟာ Nava တတော်အုပ်ကနေမြေပြင်နဲ့ကပ်ပြီးတော့ဒိတ်တဆိတ်ပြန်တန်းလာကြပါတယ်။သူတို့ရဲ့အတန်နဲ့ပုံရိပ်ကသိပ်ပြီးတော့မထင်ရှားပါဘူး။အခုတော့ရုရှားအဆောင်လေရင်တွေမျက်စိလည်နေတဲ့အချိန်မှာ drone တွေကလွတ်လွတ်လပ်လပ်လှူရှားခွင့်ရသွားပါပြီ။ပထမထိုးတဲ့ချက်မှာပဲ TV221 drone ကရှေ့ဆုံးက IL78C ဖြည့်လေရင်ရဲ့ဘဲဘဲအင်ဂျင် ကိုတိတိကျကျချိန်လိုက်ပါတယ်။60စက္ကန့်လောက်လေဆာနဲ့ချိန်ပြီးတဲ့အခါ လေဆာလန်းညွန်မစ်ဆိုင်းဒုံးကျည်ထိမှန်သွားပြီးတော့အင်ဂျင်ပြက်စီးသွားပါတယ်စီဖြည့်လေယာဉ်ကြီးစတင်ရိမ့်ရိုင်သွားပါတော့တယ်ဒုတိယတိုက်ခိုက်မှုမှာတော့ TB222 drone ကလေယာဉ်ရဲ့စီဖြည့်ပိုင်ဆက်ကိုဓာတ်ရိုက်ပြတ်မှတ်ထားပါတယ်သူ့ရဲ့ဒုံးကျည်ကအဆက်ကြောင်းကိုဖျက်ထားလိုက်တဲ့အခါစီရီအင်အားပြင်းစွာပန်းထွက်လာပါတယ်တမနစ်ကိုဂါလန်160နှုန်းနဲ့ထွက်လာတဲ့စီရီဟာ လေရုထဲမှာခိုးငွေ့တိမ်တိုက်ကြီးဖြစ်သွားပါတယ်။တတိယမြောက်အပီးသက်တိုက်ခိုင်းမှုမှာတော့ယူကရိန်းတို့ရဲ့ဒုံးကြီးကတောင်ပံအောက်ကအယန်စီကန်ကိုထိမှန်လိုက်တဲ့အခါလေရုထဲမှာပြန့်နေတဲ့စီငွေ့တွေကချက်ချင်းဆိုသလိုမီးဟုံးဟုံးတောက်ပြီးတော့အကြီးအကျယ်ပေါက်ကွဲသွားပါတယ်။လေရင်ကြီးတစ်စီးလုံးမီးတောက်တွေဝါမျိုးခံလိုက်ရပြီးတော့ကောင်းကင်ရံမှာအပိုင်းပိုင်းကွဲထွက်သွားပါတယ်။မီးတောက်နေတဲ့တိမ်တိုက်တွေရဲ့အထက်မှာတော့ ဒုတိယစီဖြည့်လေရင်ကလည်းဒီပေါက်ကွဲမှုလိုင်းတန်ကြောင့်ထိန်းချုပ်မှုကင်းမဲ့ပြီးတော့လွင့်ဆင်သွားပါတော့တယ်။ည7:29မိနစ်မှာပေါက်ကွဲမှုနှစ်ခုရဲ့အလင်းရောင်တွေစတင်မိမ့်မိန်စားပြူလာပါတယ်။ရုရှားအဆောင်လေရင်တွေလည်းအမြင်အာရုံ ပြန်ရလာတဲ့အခါသူတို့ရဲ့အုပ်စုကလုံးဝကွဲသွားပြီဆိုတာသိလိုက်ရပါတယ်။စီဖြည့်လေရင်တစ်စီးပြက်စီးသွားပြီးတော့ဘုံကျဲလေရင်တစ်စီးက ပေါက်ကွဲမှုမီလုံးကြီးတဲ့ပါသွားပြီဖြစ်တယ်လို့ channel လေးရင်တွေကတော့ကျောင်းလက်တကြားထွက်ပြေးကုန်ကြပါပြီ။ Russia MIG 31နံပါတ် နှစ်တစ်ခွန်လျင်ကပထမဆုံးပြန်လည်တည်ငြိမ်လာပြီးတော့သူ့ရဲ့ရေဒါပြန်ပွင့်လာပါတယ်။သတ္တောအုပ်စီကိုဥတီနေတဲ့ပုံမှန်မဟုတ်တဲ့အရာတစ်ခုကိုမြင်လိုက်ရပါတယ်။အရန်သေးငယ်တဲ့အဆက်ကလေးပါသူကအတီးပြူချက်မဆောင်တော့ပဲတာဝေးပြစ် R 37M ဒုံးကြီးတစင်းပြစ်လွတ်လိုက်ပါတယ်ဒါပေမဲ့ log သေးချာမမိတဲ့အတွက်ဒုံးကြီးက29 km လောက်လွဲချော်ပြီးတော့လေထုတဲပျောက်ွယ်သွားပါတယ်နောက်ကပါလာတဲ့ SU 35ကလည်းထပ်ပြီးတော့ကြိုးစားပါသေးတယ်သူကအပူရှာဖွေးတဲ့ heat seeking ဒုံးကျည်နဲ့ပြက်လိုက်ပေမဲ့ ုံးကြီးရကောင်းခင်မှာအပူဆုံးဖြစ်နေတဲ့လင်းရင်အပြက်စီးမီးလောင်နေတဲ့အပိုင်းဆောက်စီကိုပဲခြေဝင်သွားပြီးတော့အလကားဖြစ်သွားပါတယ်။နောက်ဆုံးတော့ SU35 number 07တစည်းပဲတတိငယ်ထားနိုင်ပါတယ်။သူကအနီရောက်ရောင်ကြီး scan ကို ပြောင်းပြီးတော့ပောက်ကွဲမှုမီးရောင်နေချားကနေသိငယ်တဲ့လှူရှာမှုကိုရှာဖွေပါတယ်။တွေ့ပါပြီ။ TB224 drone ကတခြား drone တွေထက်နည်းနည်းလေးနောက်ကျနေတာပါ။လင်းရင်မှုကဒုံးကြီးမသုံးတော့ပဲထိုးဆင်းလိုက်ပြီးတော့ GSH31 ဆက်အမြောင်းနဲ့ပြစ်ခတ်လိုက်ပါတယ်။ ဒရုန်းပျက်စီးသွားပြီးတော့တက်တော်ရဲပြုတ်ကျသွားခဲ့ပါတယ်။ SU-35 တိုင်းလေယာဉ်က TB-224 drone တစ်စင်းကိုပြစ်ချနိုင်ခဲ့တယ်ဆိုပေမဲ့ဒါဟာအနှစ်သာရမရှိတဲ့အောင်ပွဲသာဖြစ်ပါတယ်။ Chen ရဲ့ Barrator drone 3စီးကတော့အမောင်တူတဲ့လွန်မြောက်ပျောက်ကွယ်သွားပါတယ်။အမဲလိုက်ပွဲပြီးဆုံးသွားပြီဖြစ်ပေမဲ့ Russia ဘက်ကတော့ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုကိုရင်ဆိုင်လိုက်ရပါတယ်။ ည12:32မိနစ်မှာတော့ပေါက်ကွဲတံတွေလေထဲမှာပျောက်ကွယ်သွားပေမဲ့အဲဒီတိုက်ခိုက်မှုရဲ့တကယ်တရားမှုကတော့ကီလိုမီတာရာပေါင်းများစွာဝေးတဲ့ရုရှားကုကဲမှုဌာနချုပ်တွေစီချက်ချင်းရောက်သွားပါတယ်။မိနစ်ပိုင်းအတွင်းမှာပဲပျက်စီးဆုံးရှုံးမှုအစီရင်ခံစာတွေရှင်းရှင်းလင်းလင်းတက်လာပါတယ်။အလွန်ရှားပါပြီးတော့တံပိုးကြီးတဲ့ IL 78M 90AC ဖြည့်လျင်နှစ်စီးလုံးဝပျက်စီးသွားခဲ့ပါတယ်။ TU22 M3 ပုံကျဲလေယာဉ်တစ်စီးကလည်းပောက်ကွဲမှုကြီးတဲ့ပါသွားပြီးတော့ဆုံးရှုံးခဲ့ရပါတယ်။နောက်ထပ်ပုံကျဲလေယာဉ်တစ်စီးကအကြီးကျယ်ပျက်စီးပြီးတော့အရေးပေါ်စဉ်သက်ရဖို့ဖြစ်လာပါတယ်။စုစုပေါင်းလေယာဉ်ဆုံးရှုံးမှုတန်ဖိုးကခန့်မှန်းကြေဒေါ်လာ930သန်းနီးပါးရှိပါတယ်။လေကြောင်းရန်ကာကွယ်ရေးတုံးကြီး22စင်းတန်ဖိုးအဖြစ်ဒေါ်လာ43သန်းကလည်း ငစာ drone တွေအပေါ်မှာလဟသက်ကုန်သွားခဲ့ရပါတယ်ဒီတညတဲ့တိုက်ခိုက်မှုနဲ့ရုရှားရဲ့စစ်စင်ရေးစွမ်းရည်က40ရာခိုင်နှုန်းကျော်ရော့ကျသွားပါတယ်အဆိုးဆုံးကတော့ရုရှားရဲ့လေကြောင်းစီဖြည့်ကွန်ရက်ပြိုလဲသွားတာပါပဲတနိုင်ငံလုံးတိုင်းတာနဲ့အပြေးဝအလုံးလုံးနိုင်တဲ့စီဖြည့်လျင်9စီးပဲကျန်တော့တဲ့အတွက်ယူကရိန်းအတွင်းပိုင်း380မိုင်ထက်ပိုနက်တဲ့နေရာတွေကိုဘုံကျဲဖို့မဖြစ်နိုင်သလောက်ဖြစ်သွားပါတယ်။ရုရှားကဂျန်နဲ့စီဖြည့်လျင်တွေကိုချက်ချင်းဆိုသလို မိုင်2000ဝေးတဲ့ OMS ဘက်ကိုအမြန်ရွှေ့ပြောင်းလိုက်ရတာဖြစ်ပါတယ်။ယူကရိန်းကကြလောင်းနဲ့မရက်ပါဘူး။ရုရှားလေကြောင်းကာကွယ်ရေးတွေဗယုတ်ပေးရဖြစ်နေတဲ့အချိန်မှာပဲတာဝေးပစ် drone တွေကိုအသုံးပြုပြီးတော့ဆက်တိုက်ခိုက်တိုက်နေရဖြစ်ပါတယ်။ ဇတိုက်ကိုတိုက်ခိုက်တာပါသူတို့ဟာ Ryzen Yenager စက်ရုံ Boronash နားကလေကြောင်း electronic စက်ရုံနဲ့ Brian's က Mietar လမ်းကြောင်း power line တွေကိုတိုက်ခိုက်ဖျက်ဆီးလိုက်တာလည်းဖြစ်ပါတယ်။မိုးလင်းတဲ့အချိန်မှာရုရှားဟာလေယာဉ်တွေတင်မကပဲစစ်ပွဲရဲ့အရှိန်အဟုန်နဲ့ထိနှိမ်မှုကိုပါဆုံးရှုံးသွားခဲ့ပါတယ်။မနက်၂နာရီ၄မိနစ်မှာတော့တန်တမန်ရေးရာလိုင်းကရက်တွေကစတင်လာပါတယ်။ Belarus ကာကွယ်ရေးဝန်ကြီးဌာနကသူတို့ရဲ့လေပိုင်နက်ထဲမှာ လရင်ကြီးနှက်စင်းဘလို့ပေါက်ကွဲသွားတာလဲဆိုပြီးတော့ရုရှားကိုအကြောင်းပြချက်တောင်းဆိုပါတယ်ရုရှားရဲ့တုံ့ပြန်မှုကတော့တိုးတိုးတိတိနဲ့အီလက်ထရောနစ်နှောင့်ယှက်မှုကြောင့်စင်ဆာတွေခိတအလုံးမလုံးတာပါလို့ဝန်ခံရပါတယ်မနက်4:47မိနစ်မှာတော့ယူကရိန်းရဲ့မဟာမိတ်တွေကစတင်ပြီးတော့လှုပ်ရှားလာပါတယ်။အမေရိကန်နဲ့ပိုလန်ကဒေါ်လာ4.8ဘီလီယံတန်ဖိုးရှိတဲ့စစ်ကူတွေကိုယူကရိန်းစီကိုပေးပို့မှန်ကိုချက်ချင်းကြေညာလိုက်ပါတယ်။ဒီကူညီထဲမှာတာဝေးပြည့် ATA CMS block IV don't ji ပြီးတော့ switch if hurt 600 drone 260စင်ပြီးတော့ဒါယူကရိန်းလေကြောင်းကာကွယ်ရေးအတွက် radar software အဆင့်ပြင်တင်မှု drone ထုတ်လုပ်မှုအတွက်အရေးပေါ်ရန်ပုံငွေတွေလည်းပါဝင်ပါတယ်ရုရှားဘက်ကလည်းမြောက်ကိုရီးယားခြေလင်းတပ်သား8000နဲ့ အင်ဂျင်နီယာ2900ကိုလက်ခံမယ်လို့ကြေညာရတဲ့အခြေအနေကိုရောက်သွားပါတယ်။ဒါဟာရုရှားမှာလူအင်အားအချက်တဲစိုက်နေပြီဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဥရောပနိုင်ငံတွေဖြစ်တဲ့ဆွီဒင်နဲ့ဂျာမနီကလည်းရုရှားကိုပုံမတင်ချက်စွာဖိတ်ဆို့ဖို့နဲ့ရုရှားတံခွေတင်သွင်းမှုရပ်ဆိုင်းဖို့တိုက်တွန်းလာကြပါတယ်။နေဒူအဖွဲ့အတွက်တော့ဒီတိုက်ခိုက်မှုဟာရှူကရိန်းရဲ့နေပြူဟာအောင်ပွဲသက်သက်မဟုတ်ပါဘူး။ဒါဟာစန်းသစ်တီထွင်မှုဟာကုန်ကြစည်သက်သာတဲ့နေလန်းနဲ့လေကြောင်းအင်အားကိုချိန်မုန်းနိုင်တယ်ဆိုတာကိုကဘာကိုသက်သေပြလိုက်ခြင်းဖြစ်ပ ါပါတယ်။မုံလင်းတဲ့အခါမှာတော့စစ်ပွဲရဲ့အခြေအနေကအကြီးကျယ်ပြောင်းလဲသွားပါပြီ။ဒီပြောင်းလဲမှုကရေဒါဖန်သားပြင်ပေါ်မှာတိုင်းရိုက်မြင်ရတာမျိုးမဟုတ်ဘဲစီရီဆုံးဖြတ်ချက်တွေမှာတက်ရောက်မှုရှိတဲ့ပုံစံမျိုးနဲ့ဖြစ်ပေါ်ခဲ့တာပါ။ထညာတာအတွင်စီဖြစ်လေရင်နှစင်းပြက်စီးသွားတာ၊ရုရှားရဲ့ပုံကျဲလေရင်အုပ်စုထိခိုက်သွားတာအရေးပေါ်တဲ့မီးရထားလမ်းတွေပြတ်တောက်သွားတာနဲ့ရေနံကျက်ဆက်ယုံနေမီးလောင်သွားတာတွေကသီးခြားဖြစ်ရတွေမဟုတ်ပါဘူး။အဲဒီဖြစ်ရတစ်ခုစီကပို့ပြီးတော့ကြီးမားတဲ့မဟာဗျူဟာပုံစံတစ်ခုရဲ့အစိပ်ပိုင်းတွေသာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကနေယူကရိန်းကရုရှားရဲ့ထိုးနှက်မှုတွေကိုတုံ့ပြန်ရုံသက်သက်မဟုတ်ပဲစစ်ပွဲရဲ့စီးမျက်နှာကိုပြန်လည်ရေးဆွဲလိုက်တာဖြစ်ပါတယ် သူတို့ဟာဆလနက်တွေရဲ့လလန်းမီမှုတိုက်ခိုက်မဲ့အချိန်ကိုင်းမှုပြီးတော့ပြင်းထန်ရဲ့တိကျမှုတွေမှာရုရှားထက်တာလွန်ကြောင်းပြသလိုက်နိုင်တာပဲဖြစ်ပါတယ်ရုရှားဘက်ကိုပြန်ကြည့်မယ်ဆိုရင်တော့အခုဆိုရင်တော့အကွာအဝေးကန့်သက်ချက်တွေနဲ့စီလိုအပ်ချက်တွေကြောင့်အကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ရှင်ဆိုင်နေရပါပြီ၎င်းတို့ရဲ့တာဝေးပြစ်လေကြောင်းစစ်စင်ရေးတွေကတိတိတသာအခက်အခဲရှိလာပါတယ်ဆလနက်တွေနဲ့လူအင်အားအတွက်မြောက်ကိုရီးယားလိုနိုင်ငံတွေစီကနေအကူအညီရှာဖွေနေရတာက ရုရှားရဲ့စစ်အင်အားကအမှန်တကယ်အကူအညီကိုဒါကြီးမားနေခြင်းမဟုတ်ဘဲနဲ့အခြေအနေရောင်ချကြဖြစ်နေမှုကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်။ဒါကြောင့်ရှူဂရင်းကကဘာကိုပေးလိုက်တဲ့သတင်းစကားကတော့ရှင်းလင်းပြသပါဗျ။အဲ့ဒါကတော့လင်းမြန်ပြလမှုဟာကြီးမားရဲ့အင်အားကိုအနိုင်ယူနိုင်တယ်ဆိုတာပါပဲ။နေပညာပိုင်းဆိုင်ရာစံသစ်တီထွင်မှုနဲ့စမက်ချာရဲ့မဟာဗျူဟာတွေကရိုးရာစစ်အင်အားကြီးမားတဲ့နိုင်ငံတွေကိုပါထိထိမိမိထိုးနှက်နိုင်အောင်လက်တွေ့ပြသလိုက်ခြင်းပဲဖြစ်ပါတယ်။ ီဒီယိုလေးအဆုံးနှီးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။